အသက်ကြီးလာတော့မှနားလေသွားတာတခုရှိတယ်။မိမတယောက်ရုပ်လှတယ်မလာဘူးဆိုတာကသူ့ရဲ့စိတ်ဆုံးဖြတ်ချက်ထားတဲ့အတိုင်းပေါ်မှာပဲမူတည်တယ်။အဲ့လိုပြောလိုက်လို့နည်းနည်းတော့အံ့ဩသွားမှာပေါ့နော်။အလှပနဲ့ပတ်သက်တဲ့စံသတ်မှတ်ချက်တွေကခက်လိုက်အမြဲတမ်းပြောင်းနေတာ။လွန်ခဲ့တဲ့60ရာစုနှစ်လောက်ကအရန်လှပါတယ်ဆိုတဲ့ပုံစံကအခုချိန်မှာမလှတော့ဘူး။အဲ့တော့အလှပဆိုတာကအမြဲတမ်းတပုံစံနဲ့မဟုတ်ဘူး။ I feel pretty ဆိုတဲ့ဇာတ်ကားရှိရဲ့ဒီဇာတ်ကားထဲမှာကောင်မလေးကဝတ်တုပ်လေးပေါ့နော်။ ူ့ရဲ့မျက်နှာလေးရောသူ့ရဲ့ကိုယ်လုံးလေးရောမလှအောင်ဆိုပြီးတော့သူ့စိတ်ထဲမှာလည်းခံယူထားတယ်ပန်ဝင်းချင်းရသူတွေကလည်းအဲ့လိုပဲမြင်တယ်တမန်ပုံစံနဲ့ပဲနေတယ်ပေါ့နော်ဒါပေမဲ့သူ့ခေါင်းကိုတစ်ချက်ထိသွားတယ်အဲ့ခေါင်းထိသွားပြီးတော့သူပြန်ပြီးတော့သတိရလာတဲ့အချိန်မှာသူ့ရဲ့အမြင်ကလုံးဝပြောင်းသွားတာသူ့ကိုယ်သူလုံးဝယုံကြည်မှုအပြည့်နဲ့သူ့ရဲ့လုပ်ငန်းခွင်မှာရောသူ့ရဲ့ relationship တွေမှာရောသူ့ရဲ့ပုံစံလုံးဝပြောင်းသွားစကားပြောတဲ့ပုံစံလမ်းလျှောက်တဲ့ပုံစံလုံးဝပြောင်းလဲပြောင်းသွားရောအဲ့မှာလူတွေရဲ့သူ့ကိုတုံ့ပြန်လာတဲ့ပုံစံလည်းလုံးဝပြောင်းသွားတယ်ဒါကမှော်ပညာနဲ့လှုပ်လိုက်တာမဟုတ်ဘူးနော် သူ့ရဲ့အတွေးအမြင်ကလုံးဝပြောင်းသွားလို့ပတ်ဝန်းကျင်အမြင်ကလည်းပြောင်းသွားတာအဲ့ဒါကိုသိပ္ပံပညာမှာလည်းထောက်ခံထားတယ်။ယုံကြည်မှုမရှိတဲ့ပုံစံ၊တိမ်ငယ်နေတဲ့ပုံစံလေးရှောက်သွားနေတယ်ဆိုလို့ရှိရင်သူတွေကလည်းကိုယ့်ကိုကြည့်ပြီးစိတ်မသက်မသာဖြစ်ယုံကြည်မှုရှိရှိနဲ့စိတ်သက်တောင့်သက်သာနဲ့ကိုယောင်ကိုဝါရီလုံးဝဖြာထွက်နေတဲ့ပုံစံမျိုးနဲ့ရှောက်သွားနေပြီဆိုလို့ရှိရင်တော့ကို့အမြင်တဲ့သူတွေကလည်းကိုနဲ့ထတ်တူထမ်းမြပြန်ပြီးတော့ခံစားရတယ်။ယုံကြည်မှုရှိရဲဆိုတဲ့စိတ်ကတကယ်ကိုကူးဆက်တတ်တယ်နော်။လောကမှာပြည့်ပြည့်စုံတဲ့အလှတရားဆိုတာမရှိပါဘူးနော်။ ကိုယ့်ကိုလက်ခံထားမှဖြစ်မှာအဲ့တော့အပြစ်နာစာတွေအပြစ်နာစာလို့မမြင်ပါနဲ့မေးရိုးရမလှဘူးလို့ဒီနှာခေါင်းပုံစံကိုမကြောက်ဘူးလို့မျက်နှာမှာမှဲ့ချောက်တွေပါနေတာကိုသဘောမကျဘူးလို့ဆိုပြီးတော့မတွေးပါနဲ့အဲ့အပြစ်နာစာတွေကပဲကိုယ်ထူးခြားနေစေတာကိုယ့်ရဲ့အမြင်ကိုပြောင်းလဲလိုက်ပြီးဆိုရနဲ့တလောကလုံးကလည်းကိုယ့်အပေါ်မှာထားတဲ့အမြင်တွေပြောင်းသွားမှာပါကဲအဲ့ဆိုလို့ရှိရင်အခုချိန်ကနေစပြီးတော့ခေါင်းမော့ရှင်ကော့ပြီးတော့ကိုယ်ဘလောက်လှလဲဘလောက်ဆွဲဆောင်မှုရှိလဲဆိုတော့တလောကလုံးမြင်အောင်ပြလိုက်ပါတော့နော်ပြီးလို့ရှိရင်တော့ဒီလောကကြီးကကိုယ်ဘလို့ပြန်ပြီးတော့မြင်လာမလဲဆိုတော့ တစ်ချက်စောင့်ကြည့်လိုက်ပါနော်